ိုင်နေတဲ့အသင်းကတော့မူစတာဖာရဲ့သွင်းကိုတကိုနဲ့တူသစ္စာအမန်အသင်းကိုတော့အဲအခုချိန်မှာလည်းသစ္စာအမန်အသင်းရဲ့ခဲစကလူပေးမှာနေစမူစတာဖာဘယ်ကြောင်လိုက်တင်လေးပြီးသားတယ်အောင်နိုင်ဝင်လက်ကန်လာပြီဒီမှာတော့အောင်နိုင်ဝင်ရဲ့ကန်ချက်ကတော့ဂိုးဖြစ်ပြောင်းလဲသွားနိုင်ခဲ့ပြီပဲဖြစ်ပါလေတော့ရှောက်စုသူလိုဂိုးပေါက်ကန်သွင်းရမှာလွဲချုံနေခဲ့တဲ့အောင်နိုင်ဝင်ရင်ရရှိလာတဲ့အခွင့်အရေးကိုတော့ကောင်းမွန်ဆုံးကန့်သွင်းပြီးတော့ရခိုင်ယူနိုက်တက်အသင်း အနိုင်တရားစီဖို့အတွက်လိုအပ်နေတဲ့ဒုတိယမြောက်ဥဆောင်ကိုတော့သွင်ပေးခဲ့ပြီပဲဖြစ်ပါတယ်။ဒီပြကြောဥမထင်းလည်းနဲ့အတူပြည်ပြည်အသားကြလာခဲ့ပြီလို့ဆိုရမယ်ရခိုင်ရင်းတဲ့အသင်းရဲ့နိုင်ပွဲတွေကိုဒီနေ့မှာကျွန်တော်တို့မြင်တွေ့ရတော့မလားဆိုတာကတော့တိတ်မကြံတော့တဲ့ဇာကြီးမိနစ်ပိုင်းမှာတော့စောင့်ကြည့်ရဖို့ရှိနေရပဲဖြစ်ပါတယ်။ဒီမှာမူစတာဖာရဲ့လိုက်တဲ့ပြပမှုကနေတော့ရှောက်သူတို့လိုက်တက်လာခဲ့တဲ့ အောင်နိုင်ဝင်လိုက်တယ်လေကန့်သွင်းပြီးတော့ခိုင်နေတဲ့အတင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုသူသွားခဲ့တာပဲဖြစ်ပါတယ်